မင်္ဂလာပါခင်ဗျာနားထောင်ပေးတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့အစာလေးကတော့ဆရာတက္ကသိုလ်စိန်တင်ရေးသားတဲ့မြမဒီမိုကရေစီခီးနဲ့ဒူရဦးတင်ဦးစာအုပ်ထဲကအမေထောင်ဝင် စာလာတွေ့စဉ်ယင်ထဲမှာစုပ်နဲ့သွားသော ဝေဒနာဆိုတဲ့စာလေးဖြစ်ပါတယ် အချိန်တွင်ကျွန်တော်အင်းစိန်ချင်းထောင်တွင်း၌ဇနီးဖြစ်သူကထောင်ဝင်စာလာရောက်တွေ့ဆုံသည့်အခါအမေလိုက်လာသည်ကို တွေ့လိုက်ရပါတယ်။အမေမျက်နှာကိုမြင်လိုက်ရတဲ့အခါကျွန်တော်ယင်ထဲမှာစုနှင့်သွားပါတယ်။အမေကမျက်ရည်ဆန်းဆန်းနဲ့ပြောရှာပါတယ်။ဒါရဲ့ငါသားဒီလိုဖြစ်လိမ့်မယ်လို့အမေဘယ်တော့မှအမျော်လင့်ခဲ့ဘူး။အခုလဲအမေသားဒီပြုမှုကို ကျွတ်လိုက်မယ်လို့အမေမယုံကြည်ဘူးကျွန်တော်ကဘာမှကိစ္စမရှိပါဘူးအမေရဲ့အပြစ်ဒဏ်ချမှတ်ပြီးပြီဆိုတော့ယခုနေခါမှာဘာမှပြောစရာလည်းမလိုတော့ပါဘူးအချိန်တန်ကြရင်လွတ်လာတော့မှာပါကျွန်တော်အပြစ်ဒဏ်ချမှတ်ခံရစဉ်ကအသက်မှာ49နှစ်ကျော်တော်ကလေးပဲ ရှိပါသေးတယ်ထို့အချိန်မှာကျွန်တော်အသက်က90ပြည့်သွားပါပြီ 1988မတ်လကြာတော့မှကျွန်တော်အသက်50ပြည်ပါတယ်။ကျွန်တော်အမေကအသက်89နှစ်အထိနေသွားရရှာပါတယ်။အမေအသက်89နှစ်ဆိုဒီမှာအတော်နေရသည်ဟုပြောတင်ပြောနိုင်တော့လဲယခုခေတ်ကာလနဲ့ပြောရင်အတော်မင်းငယ်နေပါသေးတယ်။အင်းစိန်ကျင်းတော်တွင်းကအတွေ့အကြုံများကိုဆက်၍ပြောပြသွားကြပါသေးတယ်။အထက်တွင်ပြောခဲ့သည့်အတိုင်းဘိုဘချင်းနှင့်ဘိုဝင်းသိန်းတို့အချင်းချင်း မသိမတင်ဖြစ်ရန်စပွားနေခြင်းတွင် ကျွန်တော်နှင့်အတူနေသောတစ်ဖက်ကအခန်းပေါ်ဘုံဦးကြီးလှပင်နှင့်ဘုံဝင်းသိန်းတို့ကို လူချင်းလဲလိုက်ပါတယ်ဘုံဝင်းသိန်းကကျွန်တော်အခန်းပေါ်အဖြစ်တစ်ဖက်ခန်းကိုရောက်လာပါတယ်ဘုံဝင်းသိန်းကိုကြည့်ရတာမှာသူကခပ်ပေါက်ပေါက်ဟုဆိုရမည်ထင်ပါတယ်ကြည့်ပါရောက်ရောက်ချင်းသူပြောဒီမှာဗုဒ္ဓမြတ်စွာဘုရားဤတရားတော်များကို သူဖတ်ရှုရ၌ဗုဒ္ဓမြတ်စွာဘုရားဤ တပည့်သားသံဃာတော်များတွင် အင်ဂုလိမာလာသည်ပင်ယန္တာရှင်သူမြတ်ဖြစ်သွားသည်မိခင်ယင်းကုန်ပင်တတ်မိဖြတ်မိလက်ညိုးဖြတ်မိလှုပ်ခဲတဲ့သူယန္တာဖြစ်သွားခဲ့ပြီမိမိဟာလည်းမကောင်းမှုကိုဘာမှမလုပ်ခဲ့ထို့ကြောင့်မိမိသည်ဖះစုပံမည်ဤသို့ဘဝင်းသိန်းကကျွန်တော်ကိုပြောလီတော့လေဘဝင်းသိန်းကနေ့စဉ်တတ်တတ်လို့စားပါလေမိမိရဲ့မျက်လုံးကိုအလှခံလာသူရှိပါကလူမီလို့ဆိုပါတယ် ထိုစကားများမှာတာမန်လူတွေပြောနေကြစကားမျိုးမဟုတ်သဖြင့်သူ့စိတ်ဓာတ်နဲ့အမှုအကျင့်ကိုကျွန်တော်အကဲခတ်မိပြီဒီတငယ်ဤအတွင်းစိတ်ကတခြားသူများနဲ့လုံးဝချမ်းသာကွယ်ပြားနေကြပြီခပ်ပေါက်ပေါက်ဖြစ်နေပြီဘုံဝင်သိန်းကဖျားရှိခိုးရင်လဲအချိန်ကြာပြီပဲပြီးတော့မလုပ်ထားသလဲဆိုတော့ရောင်မြန်ဆက်ကိုနီးပြားဝါစိမ့်တို့ကိုမိအောင်ထိုး၍ဖျားရောင်ကြီးတော်လှွတ်သည့်ပုံစံပူဇော်ထားပါတယ် ဘုံဝင်သိန်းစနီးမှာတေးသံရှင်အင်ဝမ်တင်တင်လှပဲဖြစ်ပါတယ်။အင်ဝမ်တင်တင်လှကလည်းသူ့ခင်မောဘုံဝင်သိန်းထံသို့ထောင်းဝင်လာလာတွေ့ရင် ကျွန်တော်နဲ့ဘုံဝင်သိန်းတို့အိမ်တလုံးထဲမှာတခန်းစီနေတာသိသွားတော့ကျွန်တော်ဇနီးဒေါက်တာတင်မိုးဝေကို ပြောပြပါတယ်။ကျွန်တော်နဲ့သူ့ယောက်ျားဘုံဝင်သိန်းတို့ကိုတိမ်နေထိုက်ဝမ်းသာရပါသည် ကောင်းပါသည်။သို့သောကိုယ့်ယောက်ျားကြောင့်ကိုသိနေဖြင့်ဘိုးချုပ်ကြီးကို အားနာပါသည်ဟုပြောရှာသည်။ ကျွန်တော်နေသောအိမ်တို့ဘဝင်းသိရောက်လာဒီမှာကျွန်တော်ပြစ်တဲ့အမိန်ကြခံပြီး3လခန့်အနည်းဖြစ်ပါတယ်။စားရင်တောက်ရင်တော့အတူတူပဲစားတောက်ကြပါတယ်။ကျွန်တော်ကလည်းကုညီလောက်ကင်ပေးရှာပါတယ်။သို့တော့သူလည်းထောင်ဝင်သာလာရင်စားပွဲတောက်ပွဲရလာသည်ပါပဲ။ကျွန်တော်လည်းထောင်ဝင်သာလာရင်ရလာသည်ပါပဲ။အခန်းရောက်ရင်ဥပမာပြားရင်နဲ့ငပြောသေးကိုဖြော်ရေးတောက်သည်။ကျွန်တော်တော့ပါ ဖြော်ပေးခဲ့မည်ဟုစိတ်မကူးကျွန်တော်ပစ္စည်းကို ူရအောင်ဖြောတော့ပြီးထွက်သွားပါတယ်။ကျွန်တော်အခန်းထဲကပစ္စည်းကို ခွင့်မတောင်းပဲစိတ်ကြိုက်ဖြောပြီးဆရာသမားဖြစ်သူကျွန်တော်အားအနေအများခွဲဝေသွားလိမ့်မည်ဟုထင်တော်လဲသူက တကူကောင်းသမား။ထို့သောခွဲဝေပေးစားရန် စိတ်မကူနှုတ်ကပင် လောကော့စကားဖြင့်ဘိုးချုပ်စားအောင်မလားဟုတခွန်းမြင်မဟာပဲ။သို့သောတခုတော့ဖြေသိမ့်ရန်ရှိပါသည်။အခါတလေအဝတ်အစားတွေရှုံရင်ကျွန်တော်အဝတ်အစားတွေပါရှိလဲဟုမေးပြီး သူ့အဝတ်အစားနဲ့ကျွန်တော်အဝတ်အစားတွေရောပြီးရှော်ပေးတာမျိုးလည်းရှိပါသည်ဘဝင်းသိန်းကကျွန်တော်ထံ၌အသိကြကြမနေသွားရပေနောက်တွင် ကျွန်တော်ထံစိတ်ကောင်းစေနာကောင်းသဘောကောင်းသူ့ရှိပိုင်းကပြောခဲ့သည့်ဘုံမှုစိန်မင်းကိုပို့လိုက်ကြပြန်ပါလေဘဝင်းသိန်းကတခြားအိမ်တစ်လုံးကိုရောက်သွားတယ်ဘိုးစိန်မင်းကယခုရှိနေပါသေးတယ်ကျွန်တော်အကျဉ်းထောင်ကလွတ်လာပြီးတဲ့နောက်ကိုစိန်မင်းနဲ့နှစ်ကြိမ်သုံးကြိမ်တွေ့ဆုံပြပါသေးတယ် ဗုံမှုစိန်မင်းကပဲနယ်ကုန်းမြို့နယ်ညောင်မင်းသာရွာဒုတိယတိုက်ရင်မှုတာဝန်ထမ်းဆောင်ခဲ့ပါလေဗုံမှုစိန်မင်းကပဲနယ်ကုန်းမြို့နယ်လမ်းစဉ်ပါတီဥက္ကဋ္ဌကိုပားရိုက်မှု ဖြစ်ခဲ့မှုပါတယ်ကိစ္စကဒီလိုထိုစဉ်ကပဲနယ်ကုန်းမြို့ကို GNU GN နဲ့နိုင်ငံတက်ကငွေရောက်တိုက်ခိုက်ဂိုတော်ဝင်စီးပြီးပစ္စည်းတွေယူငင်သွားခဲ့ပါတယ်ဗုံမှုစိန်မင်းမှာ ပဲနယ်ကုန်မြို့အနီးညောင်မင်သာအမှတ်9ချီလျင်တရင်မှာရှိနေပါတယ်။ပဲနယ်ကုန်မြို့ကိုတရင်တို့ဝင်စည်းစဉ်ကဘုံဦးစိန်မြင့်တပ်ကစစ်ကူရောက်လာပါတယ်။ဒုံချိန်မှာစစ်ကူတပ်အချိန်မီမရောက်လာကောင်းလားဟုပဲနယ်ကုန်မြို့နယ်လမ်းစဉ်ပါတီဥက္ကဋ္ဌကဘုံဦးစိန်မြင့်ကို ပြစ်တင်စကားပြောပါတယ်။ပဲနယ်ကုန်ကုံသွေးရေးမှာပစ္စည်းတွေကုန်ဘူတော်မီလောင်ပြကြတဲ့အခါမှာတက်ကရောက်လာကနောက်ကြလာကြလားဟုတ် ပါတီယူနစ်ဥက္ကဋ္ဌကမောမောဝါမှာပြောပါတော့တယ်။ဤတွင်ဗိုလ်မှူးစိန်မြင့်ဒေါသပေါက်ကွဲသွားပြီးရင်လမ်းစဉ်ပါတီယူနစ်ဥက္ကဋ္ဌအားမင်းတို့ကဘာကောင်မှုငါ့ကိုအခုလိုငုံငန်းပြောဆိုတာလေ။မင်းတို့တိုင်းပြည်အတွက်ဘာတွေလုပ်ခဲ့မှုလို့ငါက BIA ခေတ်ကလေးကလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့မှုတွေကိုကွာဆိုပြီးပားရိုက်လိုက်ပါတယ်။ထိုအခါဘဲနယ်ကုန်းမြို့နယ်လမ်းစဉ်ပါတီဥက္ကဋ္ဌကအတက်ဒေသပါတီကော်မတီကို တိုင်ကြားပါတော့လေဒီတွင်အမှုဖြစ်ကြလေတယ်ဒုက္ကိသကျွန်တော်စီသူတက်လာတော့ကျွန်တော်လဲဘိုးချုပ်ဆိုင်ယူထံကိုသွားပြီးအကူအညီတောင်းရပါတယ်ဘိုးစိန်မြင့်ကဘိုးချုပ်ဆိုင်ယူတပည့်ဖြစ်ခဲ့ဘူးဒီကိုထို့ကြောင့်အကျိုးအကြောင်းပြောပြီးဘိုးချုပ်ရဲ့စိန်မြင့်ကဘိုးချုပ်တပည့်ပါပဲခုခင်ဗျာသတင်းကြားရင်ကြားချင်းအချိန်မီရောက်အောင်ပြေးလွားကားနဲ့လာခဲ့တာပါပဲဒါကိုသူမခန့်ချင်အောင်ဟိုကောင်ကသွားငေါတော့ ဒီလိုဖြစ်ခဲ့တာပါ။ကုကြည်ရဒီကြောင်ပြောဆိုတောင်းပန်စကားပြောရပါတယ်။မိုးရိုးဆိုင်ယူကလည်းနားလေသဘောပေါက်တွင် အေးကွာကြည်ပြီးဆုံးမဖြေရှင်းပေးလိုက်ပါ။စိတ်မင်းကအစိတ်ကောင်းရှိပါတယ်။အခုလိုတခါတရံစိတ်ကခတ်ထန်တတ်တာကတော့ရှိတယ်။ကြည်လုံးလိုက်ပါ။တို့နဲ့ပါတီယူနစ်နဲ့ညီနိုင်မီနှစ်ဦးနှစ်ဖက်ပြီးလျောင်းဆုံးမပေးလိုက်သဖြင့်အစဉ်ပြေးသွားပါတယ်။ထိုးစင်က ဘိုးစိန်မြင့်ကတမတော်ကာဝေးဦးစီးချုပ်ကျွန်တော်ထံကိုစစ်တပ်ကနှုတ်ထွက်ခွင့်စတင်มาတော့တယ်ကျွန်တော်ကထွက်ခွင့်မပေးနိုင်ဟုပြောလိုက်ပါတယ်မင်းစိတ်ချမ်းသာမယ့်နေရာကိုငါပို့ဝေးမယ်ဆိုပြီးရန်ကုန်စေယုံချုပ်ကလုံချိုကြီးတက်စခန်းမှုအဖြစ်ခေါ်ယူခဲ့ပါတယ်ကာဝေးဦးကြီးရောထိုစခန်းမှုတောင်းရင်ထမ်းဆောင်ရင်မှာယခုလိုအမှုဖြစ်ပြီးထောင်ဒဏ်ခံရခြင်းဖြစ်ပါတယ် ဝမှုစိန်မင်းကကျွန်တော်နဲ့အတူအချင်းကြနေတယ်မှာ ကွမ်းကြိုက်နေသူဖြစ်ပါတယ်။ဗဇက်ထဲမှာကိုရာကို မပြတ်အောင်ထဲ့စားနေသူပဲ။အင်းကထောင်ဝင်းစားလာရင်ကိုုံကိုကြာကြာခံအောင်ကိုုံပေါင်းတို့လုပ်ပေးရပါတယ်။ကိုုံကိုထပ်ထပ်ပြီးတမယာသီးနဲ့စိန်လာပေးရပါတယ်။ဘိုးစိန်မင်းကကိုုံကိုမပြတ်ဝါနေပါတယ်။ဘိုးစိန်မင်းရဲ့ဇနီးကတော့အကြမီကဆုံးသွားပါတယ်။ ဘုံစင်မင်းပြောတာတရိယာပါသေးတယ်ဘိုးချုပ်ရဲ့ကျွန်တော် BIA တက်ဝင်တော့ပညာမရှိတော့အောက်ခြေမှာအကျဉ်းကြာကြီးနေခဲ့ရတယ်အခုဆရာသမားတွေမြောက်စားလို့ကျွန်တော်ဒီအဆင့်ထိရောက်လာတာပါကျွန်တော်မှာအခြေခံပညာမရှိခဲ့ပါဘူးဒါကြောင့်ကျွန်တော်သမီးတွေကိုပညာကောင်းကောင်းတက်အောင်လှုပ်ပေးတယ်ကလေးတွေကညစာကြက်ချိန်မှာသူတို့ဘေးကထိုင်ပြီးစာကြက်ဖို့ပြောပေးတယ်ကျွန်တော်လည်းမအိပ်ဘူးသူတို့လည်းမအိပ်စေရဘူးကျွန်တော်ဇနီးတွေကလည်းအခြေခံပညာမရှိတော့စက်ချုပ်တယ် ဇာရုပန်တို့ခေစားနေချိန်မှာတခုခုချုပ်နေဇာထိုးနေရတယ်။အတမူးဝမ်းကြောင့်ပညာတတ်တဲ့ဇနီးနဲ့ကျွန်တော်အလုံးနဲ့ယခုလိုဘဝအနည်းငယ်မြင့်တက်လာတဲ့အခါသမီးတွေကိုပညာတော်အောင်တတ်အောင်ကျွန်တော်လှုပ်ပေးခဲ့တယ်ဟုပြောရှာပါတယ်။ဘိုးစိန်မြင့်မှာအခြေခံကတက်လာရသူဖြစ်တော့အောက်သက်ကြည်ပါတယ်။အကျဉ်းတော်ထဲမှာနေရစဉ်နတ်မိုးလင်းသည်နဲ့သူ့အခန်းမှာကြမ်းမြင်ကိုရေစိုးအဝင်းနဲ့တိုက်နောက်အဝေးချုံနဲ့တိုက် ကျမ်းမြင်ပြောင်းလဲနေအောင်လုပ်ပါတယ်။သူခန်းသူလှုပ်ပြီးတော့ကျွန်တော်အခန်းရောက်လာပြီးဒီလိုပဲတန်ရှင်းတွေလှုပ်ပြန်ပါတယ်။ကရင်တိုင်းတွေရေစိုးဝင်းနဲ့ပုတ်တိုက်တန့်စီအောင်လှုပ်ပေးပါတယ်။မလှုပ်ပါနဲ့ဟုတားတော်လဲပြောရည်မရ။ဒါကနေ့စဉ်သူ ဆောင်ရနေကြဝတ္တရားတစ်ခုပဲ။ဒီနေ့တော့အင်းစိန်အချင်းထောင်မှာရှိတဲ့ကျွန်တော်ဖတ်သောစာအုပ်များမှာဆရာပါရဂူရေးသည့်စာအုပ်များဖြစ်ပါတယ်။ ပါရူရေးတဲ့အဓိပ္ပာယ်တို့အမ္ဘပါဠိတို့လိုစာအုပ်မျိုးဖြစ်ပါတယ်။ဇာပါရူကအိန္ဒိယကမ္ဘာဆရာကြီးငโกတီထောင်သောကျောင်းရှန်တိနိကေတံကျောင်းထွက်ဖြစ်ပါတယ်။ပါရူစာအုပ်တွေက ဟိန္ဒူဘာသာမှတိုက်ရိုက်ပြန်ဆိုရေးသားထားပြီးရာလွန်နေနေပြီးဗုဒ္ဓတရားတော်နဲ့လည်းနှီးစပ်ပါတယ်။သဘောတရားနဲ့ပြည့်ဝပြီးအလွန်ဖတ်ကောင်းလာပါတယ်။ဘိုလ်စိန်မြင့်ပြောပြမှပင်ကျွန်တော်က ပါရဂူစာအုပ်တွေဖတ်ရကောင်းမှန်းသိလာတာဖြစ်ပါတယ်။ဤတွင်ကျွန်တော်လည်းသူထံကဆရာပါရဂူစာအုပ်များကိုငှား၍ဖတ်ပြပါတယ်။ထို့အခါသူကဒီလိုခွန့်တောင်းပါတယ်။သူက ပြောတာမှာဘိုးချုပ်ရဲ့ကျွန်တော်ကခေတ်ပညာမတတ်ပါဘူး။ဒါကြောင့်ဘိုးချုပ်ဖတ်နေတဲ့အင်္ဂလိပ်စာအုပ်တွေကိုကျွန်တော်မဖတ်တတ်ဘူး။ဒါတော့ဘိုးချုပ်ဖတ်ပြီးသမျှအင်္ဂလိပ်စာအုပ်တွေကကျွန်တော်ကိုနေ့စဉ်ပြောပြပါလား။ ဘုံစီမင်းကထိုးသူပြောလာတဲ့အခါကျွန်တော်ကလည်းသူ့ဆန္ဒကိုလိုက်လျောရပါတယ်။ထို့ကြောင့်အေးကွာဟုတ်ပြီ။ကဲမင်းကိုဘယ်အချိန်မှငါဖတ်ထားတဲ့အင်္ဂလိပ်ဘာသာစာအုပ်ထဲကအကြောင်းလေးပြောပြရမလဲ။ဘုံစီမင်းကဒီလိုလုပ်ပါပို့ချုပ်ရယ်။ကျွန်တော်တို့နန်းနက်စာစားပြီးတဲ့အချိန်မှာပြောပြပေးပါ။ညနေ3နာရီလောက်ထိပို့ခင်ဗျာ။ဤသို့ဖြင့်အစဉ်ပြေသွားပါတယ်။ကျွန်တော်ကဖတ်ရှုပြီးတဲ့ Times Magazine, Newsweek Magazine, National Geography Readers Digest Magazine နဲ့အခြားအင်္ဂလိပ်ဘာသာစာအုပ်များမှဖတ်ရှုထားပြီးသမျှအသိပွေမှတ်ရအပြားပြားကိုဗိုလ်စင်မင်းဟာတနေ့လရင်၃နိုင်ခန့်ပြောပြပေးပါတယ်။ဗိုလ်စင်မင်းရောကျွန်တော်ပါနှစ်ဦးစလုံးတည်းအချိန်ကိုကောင်းစွာအသုံးချနိုင်ခဲ့ခြင်းဖြစ်တဲ့အတွက်အကျိုးရှိလာတယ်ဟုသဘောရပါတယ်။ပြောရအောင်မီနောက်အခါပြန်ကြားရေးဝန်ကြီးဖြစ်လာသောဦးအောင်ကျော်မင်းနဲ့ကျွန်တော်ကဆရာတပည့်အဖြစ်ရင်းနှီးခင်မင်ခဲ့ဘူးပါလိ။ဘုံမှုအောင်ကျော်မင်းက တက်ရင်း15တွင်တာဝန်ထမ်းစဉ်ကျွန်တော်ကသူ့အထက်မှတပ်ပေါင်းစုမူဖြစ်ခဲ့ပူပါတယ်။ဒေါ်စင်ကပုံမှုအောင်ကျော်မြင့်နဲ့တာသမီတွေကျွန်တော်ကမုံလေးပါလေးကျွေးရင်းနှီးချင်မြင်ခဲ့ပူပါတယ်။ယခုကျွန်တော်အင်းစိန်ထောင်းတဲ့အချင်းကြခံနေရသည်ကိုကြားသည့်သဖြင့်ပုံမှုအောင်ကျော်မြင့်သမီးတယောက်ကကျွန်တော်ဖတ်ရန်စာအုပ်တော့လက်ဆောင်ပို့ပေးပါတယ်။ဒီသမီးကလေးကကျွန်တော်အချင်းခံရဒုက္ခကြုံရသည်ကိုကြားသည့်သဖြင့်စာအုပ်ပို့ပေးခြင်းဖြစ်ပါတယ်။ ဒီနေ့မှာဇနီးဒေါက်တာတင်မိုးဝင်ထောင်တွင်စာလာတွေ့စဉ်ပြောပါတယ်ဘုံမှုအောင်ကျော်မြင့်သမီးကလေးကယခုဥပဒေဘွဲ BL တနန်းတက်နေတယ်သမီးကလေးကဘိုးချုပ်ကိုလက်ဆောင်ပို့ပေးပါဆိုပြီးစာအုပ်တို့ပေးလိုက်တယ်ဘုံမှုအောင်ကျော်မြင့်က BIABD တက်ကလေးကပါလာတဲ့သူ ဖြစ်ပါတယ်နောက်အခါမှာစီရဲတက်ရင်ကိုရောက်သွားပါတယ်ပြည်တော်စုစီရဲတက်ရင်ကိုတမတော်အတွင်းသို့တွင်းလိုက်တဲ့အခါဘုံမှုအောင်ကျော်မြင့်ကတိုင်ရင်မှုဖြစ်လာပြီး နာဂတောင်တန်းကိုရောက်သွားပါတယ်။ထိုစဉ်ကဘုံမှုအောင်ကျော်မြင့်သမီးများနဲ့ခင်မင်ရင်းနှီးခဲ့မှုပါတယ်။ယခုသမီးတို့ကလက်ဆောင်ပေးလိုက်သောစာအုပ်မှာမဟာစီဝိပဿနာရှုနည်းဖြစ်ပါတယ်။ထိုစာအုပ်ကိုကျွန်တော်ဖတ်ကြည့်မိသောအခါပိစဝံတက်တဲ့ရှုခိုင်းသောသတိအကြောင်းရက်လင်းသတိ၊သွားလင်းသတိ၊ထိုင်းလင်းသတိအစသည်ဖြင့်ကြင့်ကြံအားထုတ်ရမည်။ဝိပဿနာရှုနည်းစာအုပ်ဖြစ်ပါတယ်။ထိုစာအုပ်ကို လေ့လာဖတ်ရှုရာဖတ်ရင်စိတ်နောက်ကြည့်လာသည်ဖြင့်ကျွန်တော်စာမဖတ်ဖြစ်ပဲ။ တနည်းအားတင်ထားမိတာဖုံနေပါတယ်တက်နေပါတယ်ဒီအတွင်းကျွန်တော်အမှုဝေဒနာတရက်ခံစားလာရပါတယ်ထိုနေကြီးက9နာရီအချိန်ကတည်းကကျွန်တော်မခံမရနိုင်အောင်မူးလာပါတယ်ဘာဖြစ်မှမသိစိတ်အာရုံနဲ့မူးနောက်ရွေပြီးခြာခြာလဲနေပါတော့တယ်ထိုအချိန်မှာထောက်လိုင်းတက်သားတူရောက်လာပါတယ်ကျွန်တော်ကကျွန်တော်ဝေဒနာကိုပြောပြတယ်မူးလိုက်တာကငါရက်လို့တော့မရဘူးခြာခြာလဲအောင်မူးနေတယ် ဒီတွင်ထောင်လိုင်းတသားကချက်ချင်းပင်ဆရာဝန်သွားခေါ်ပါတယ်။သို့တော့အကျဉ်းတောင်ဆရာဝန်ကသူ့အိမ်မှာမရှိ၍အကျဉ်းတောင်တာဝန်ကျစေတသားလိုက်လာပါတယ်။လိုက်လာတော့စေတသားမှာအရက်မူးနေပါတယ်။သူကကျွန်တော်ကိုဤသို့အတန်ခတ်မှာမှာဖြစ်။ဟဲ့ကောင်မင်းဘာဖြစ်တာလဲ။အကျဉ်းထောင်ထဲမှာရှိသောအကျဉ်းသားတချို့ကအလုံးမလုံးချင်း၍မကြမ်းပါဘူးနေမကောင်းဘူးဟုလိန်ညာပြောတတ်တာ၄ရှိတတ်တယ်ကိုယခုကျွန်တော်ကိုလည်းထိုကဲ့သို့အလုံးမလုံးချင်း၍ယောဂါကိုလိန်ညာပြောသူနဲ့ ရောထွေးအထင်မှားကထပ်ပါတိုင်းမိုင်မားစွာမိကွန်းထုတ်လေတော့တယ်။တို့ဆိုကျွန်တော်ကိုမခံလေးစားနဲ့စေတသားကဟဲ့ကောင်ဘာဖြစ်တာလဲဟုမေးလိုက်စင်မှာထောင်းလိုင်းတက်ချက်ကြီးကသူ့ကိုတခြားသူခေါ်သွားပြီးဘိုးချုပ်ကိုဒီလိုပြောရလားဟုပြောကစွဲထိုးပါတော့တယ်။ကျွန်တော်မြင်လိုက်သဖြင့်ဟေးဟေးမလုပ်ပါနဲ့ကွာ तू မသိလို့ပြောတာပါပဲဟုကျွန်တော်ကလမ်းပြောရပါတယ်။မပြောရင်မဖြစ်မတားရင်မဖြစ်စေတသားမှာအတော်နွာသွားပုံရပါတယ်။အတန်ကြရသည်မှာဖုံးလေတိုင်းကလေးနဲ့ ုတ်ရုတ်တဲတဲဖြစ်သွားပါတယ်ဒီတော့မှစိတ်သက်သာလဲတိတ်ကြောက်သွားပြီးအိမ်ကန်းနဲ့ပြေးဝင်လိုက်ကျွန်တော်မသိလို့ပါဗိုလ်ချုပ်ကြီးရဲ့ဟုလက်အုပ်ကြီးကတောင်းမှန်နေရှာပါတယ်ကျွန်တော်ကကိစ္စမရှိပါဘူးကွာအမင်းကမသိလို့ပြောတာပဲငါစိတ်မဆိုးပါဘူးလာစမ်းအဲ့ဒီခုံထဲမှာကာဓမိုက်ဆေးရှိတယ်ငါဇနီးပေးထားတဲ့ဈေးပဲဟုပြောပြီးယူခိုင်းရပါတယ်အမှုဝေနာကြောင့်အသက်အရေးကြီးလင်းကာဓမိုက်ဆေးတောက်ပါက ထိမ့်နိုင်ပါတယ်သို့မဟုတ်နှလုံးရောဂါဝင်လာနိုင်တတ်ပါတယ် ာဒမိုက်ဈေးကတာမန်ယောဂဝေနာဖြစ်ရင်ဘယ်တော့မှမတော့ပါနဲ့အရေးကြောင်ရှိပြီးသိပြီးမထိန်နိုင်မသိနိုင်အောင်မူးတဲ့ဝေနာခံစားရတော့မှဒီဈေးကိုတောက်ပါဟုဇနီးတွေကပြောထားခဲ့ဥပါတယ်အကျဉ်းအောင်ဈေးတက်သားမှာကာဒမိုက်ဆိုသောဈေးကိုသူမသိဘူးမကြားဘူးဟုပြောပါတယ်ဈေးတက်သားကရှာမတွေ့တဲ့ငါ့ကိုထူပေးကွာဟု ပြောကထရှာတော့မှဈေးပလင်းကိုတွေ့ပါတယ်ရေတစ်ခွက်တောင်းပြီးကာဒမိုက်ဈေးဆယ်ဆက်ထဲက ောက်ချလိုက်တယ်။ခဏကြာတော့အမူးပြေးသွားပါလေ။နောက်တနေ့နန်းနန်းမိုးလင်းတဲ့အခါဆရာဝန်ကရောက်လာပါတယ်။ဆရာဝန်ကကျွန်တော်လဲကိစ္စတစ်ခုရှိလို့အပြင်သွားနေလို့ညကမလာရတာပါ။ယခုပါတောက်ထားပါသလဲဟုမိပါတယ်။ဟာကာဓမိုက်တောက်ထားတယ်။ကောင်းတယ်ကောင်းတယ်ဘလောက်တောက်ထားသလဲ။ဆယ်ဆက်ပါ။ဟုတ်လားကောင်းတယ်ဒါပေမဲ့ဝေဒနာသက်သာရင်တော့ဆက်မတောက်ပါနဲ့။ဒီလိုနဲ့ကျွန်တော်အမှုဝေနာကတက်တာပြောက်ကင်းသွားခဲ့ပါတယ်။သူစဉ်ကကျွန်တော်ကို ဆရာဝန်မေးခွန်းထုတ်ပါတယ်ခမရအခုဘာစာအုပ်တွေဖတ်နေတယ်လဲကျွန်တော်ကနိုင်ငံတကာကောင်းဆောင်ကြီးများအကြောင်းအထုပ်ပတ်ဒီတွေဖတ်ကြောင်းဆိုရှယ်လဝါရနဲ့ပတ်သက်သောစာအုပ်များဖတ်ရနားမလည်တပွက်တပြက်နေခြားရရအောင်ပြောပြရအဲ့ဒီလောက်လေးလေးပင်ပင်ရေးထားတဲ့စာအုပ်ကြီးတွေမဖတ်နဲ့ဗျပေါ့ပေါ့ပါပါရီမောရတဲ့စာအုပ်တွေဖတ်တယ်နေကျွန်တော်ကပေါ့ပေါ့ပါပါရီမောရတဲ့စာအုပ်ဆိုဘလို့စာအုပ်မျိုးဖတ်ရမှာလဲဆရာဆရာဝန်က စာရေးဆရာကျူမွေးရတဲ့ဟာသစာအုပ်တွေကတော့ရည်ရတယ်ပြောတာပဲအဲ့ဒီစာအုပ်မျိုး ရှာဖတ်ပေါ့ဤသို့ဖြင့်စာရေးဆရာကျူမွေးရေးထားသောဟာသစာအုပ်များကိုမှားလိုက်ရာနောက်တစ်ခါထောင်ဝင်သာရောက်လာသောအခါစာရေးဆရာကျူမွေးစာအုပ်တွေပါလာပါတော့တယ်ကျူမွေးဟာသစာအုပ်တွေကိုကျွန်တော်ဖတ်ကြည့်သောအခါရည်စရာရှာမရပေဘယ်ရေးသားကိုရည်ရမည်လဲဟုမသိပေသူ့ရေးသားကရည်ရအောင်အတင်းကလေးထိုး ရီမောခိုင်းနေတာမျိုးဖြစ်နေပါတယ်။နောက်တော့အကျုံမွေးရသောဟာသဝတ္ထုများကိုဖတ်နေကိုကိုကိုတောင်ရှက်လာပါတယ်။ဘဲနဲ့ဘိုလ်ချုပ်ကြီးတယောက်လုံနေပြီးမကြီးရတဲ့ဟာသစာအုပ်များကိုဖတ်နေသလားဟုတွေးပြီးရှက်မိပါတယ်။ထို့ကြောင့်ကျွန်တော်ဇနီးထောင်ဝင်းသာလာတွေ့စဉ်မှာကျုံမွေးရသောစာအုပ်များကိုအကုန်ပြန်ပေးလိုက်ပါတယ်။မြို့သမီးကပြောပါတယ်။တခြားရည်စရာကောင်းတဲ့စာအုပ်များရှိပါသည်ဟု ဆိုကာအလက်ဇန္ဒားဒူမာရသောစာအုပ်များနောက် ပီတီကွမ်စာအုပ်များအမျိုးသမီးနဲ့ပတ်သက်သောဥပဒေများကိုချမှတ်၍မြင်းပေါ်တွင်ကိုတုံးလုံးချွတ်စီးပြီးဆန္ဒပြသည့်ကိုချောင်းကြီးသည့်အကြောင်းဤထားသည့်ဝတ္ထုမျိုးတွေဇနီးဒေါက်တာတင်မိုးကြီးကကျွန်တော်ထံယူလာပါတယ်။ထိုစာအုပ်မျိုးတွေကရရပါတယ်။ဤသို့ဖြင့်ကျွန်တော်ဖတ်သမျှအင်္ဂလိပ်စာအုပ်တွေကိုဘိုးစိန်မြင့်အားနေ့စဉ်ဘာသာပြန် ပြောပြနေရာတခါတော့ဆိုဗီယက်ရုရှားဗိုလ်ချုပ်ကြီးမာရှယ်ဇူကော့ဖ်အကြောင်းတအုပ်လုံးမြင် ဘိုစိန်မြင့်ကို ပြန်ပြောပြပေးခဲ့ပါတယ်။သူအလွန်သဘောကျခဲ့ပါတယ်။ဒီနေ့တွင်ဘိုစိန်မြင့်ကကျွန်တော်ကိုဒီလိုပြောပါတယ်။ခမအင်္ဂလိပ်စာမတတ်ဘူးလို့ကျွန်တော်ကထင်နေတာ။ကျွန်တော်တို့တက်ကဘိုကြီးတွေဘိုမှုတွေလိုပဲခမလည်းအင်္ဂလိပ်စာလောကမတတ်ဘူးထင်နေတာ။အခုတော့ဘိုချုပ်ကအင်္ဂလိပ်စာအတော်တတ်ပါလား။ဤရင်ကျွန်တော်ကပြန်ပြောရပါတယ်။ဟာဘိုစိန်မြင့်ကငါကဆယ်တန်းအောင်တယ်လေ။ ဒုတိယကမ္ဘာစစ်မဖြစ်မီအင်္ဂလိပ်ခေတ်ကတည်းကငါက10တန်းအင်္ဂလိုဗာနီယာစာမွေးအောင်ခဲ့တာဒီတော့အင်္ဂလိပ်ဘာသာစာအုပ်တွေကိုငါဖတ်နိုင်တော့ပေါ့ကွာနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် ဆက်လက်ပြီးဖော်ပြသွားဦးမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။